ကြခင်အဲ့ဒီလေဘောဆက်ကလုံးတွေကမူအဖြစ်ပြောင်းလဲပြီးတော့မှစစ်ကောင်စီကလူရောမူရောနှစ်ရက်နဲ့အတိုက်ခံရမယ့်အခြေအနေကိုမင်္ဂလာပါမင်္ဂလာပါ share မယ် share မယ်နော်ဒီနေ့ကတော့ကျွန်တော်တို့အထူးဧည့်သည်၃ယောက်ရှိတယ်မိတ်ဆက်ပေးမယ်အဲမိတ်ဆက်ပေးမယ်ပေါ့နော်အဓိကကတော့ဟိုဘယ်လိုပြောရမလဲ ဒီပါစရရဲ့အကြောင်းကိုနားလည်ပြီးတော့ဒီပါစရရဲ့ဘဝဖြတ်သန်းမှုအကြောင်းကိုနားလည်ပြီးတော့မှဒီစစ်ကောင်စီဘော်ဒါဆွဲတာမခံရဘူးဒီစစ်ကောင်စီဘော်ဒါဆွဲတာခံခဲ့ရတဲ့ညီလေး၃ယောက်ကနေပြီးတော့မှဒီပြည်သူလူထုကိုမျှဝေပေးมาဖြစ်ပါတယ်ဗောနော်အဲ့တော့သူတို့ကကြတော့ဒီစစ်ကောင်စီဘော်ဒါဆွဲတာစစ်ကောင်စီဘော်ဒါဆွဲတာမခံရဘူး သူတို့ကတော့မျှဝေပေးပါဖြစ်တယ်အဲ့တော့စစ်ကောင်စီပေါ်တာဆွဲတဲ့နောက်မှာသူတို့ကြုံတွေ့ခံစားနေရတာလေးကိုသူတို့ပြည်သူလူထုကိုတင်ပြမယ်ပြီးရင်အဲ့တော့စစ်ကောင်စီကဘယ်လိုမျိုးရက်ဆက်တာလဲဘယ်လိုမျိုးမရက်ဆက်ဘူးလဲဆိုတာကိုကျွန်တော်တို့တွန်လိုင်းအင်အားစုဘက်ကနေပြောတယ်ဆိုရင်တချို့ကဘယ်လိုပြောရမလဲကျွန်တော်တို့ကပဲဟိုတစ်ဖက်ရဲ့ရန်သူဖြစ်နေလို့လိန်နေတယ်ညာနေတယ်ပေါ့အဲတကယ်တော့ဟို အဲ့လိုရင်မဆိုင်ရပါဘူးဘောဆိုတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မပြောတော့ဘူးတကယ်ရင်ဆိုင်ရတဲ့သူတွေကပြောလိမ့်မယ်နော်ဘာလို့ကျွန်တော်တို့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစစ်ကောင်စီကိုမုန်းလို့ရန်သူမှုလို့ပြောတယ်ဆိုပြီးတော့မှအထင်မြင်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ကပြောစီချင်တာကကျွန်တော်ပြောစီချင်တာကဘာကြောက်လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ဗျဟိုကျွန်တော်ပြောပြမယ်ဘာလဲဆိုလို့ရှိရင်အဲ့ဒါ ဥမာပေါ့အာနာရှင်ကိုအာနာရှင်ကိုကျွန်တော်တို့စင်းရဲသားတွေကအာနာရှင်ကိုကာကွယ်နေတာဒီတော်လန်ရေးမှာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီပါစစစ်မှုထမ်းဥပဒေကြောင့်ကျွန်တော်တို့တော်လန်ရေးနောက်နေသွားရတယ်ဆိုတဲ့အကြောင်းကိုလည်းသူတို့တွေပြောပြလိုက်မယ်အဲ့တော့ကျွန်တော်တို့စင်းရဲသားတွေကကျွန်တော်တို့တော်လန်ရေးလောက်ရခြင်းရည်ရွယ်ချက်ကျွန်တော်တို့အများအားပြောပြတယ်အဲ့ဒါဘာလဲဆိုလို့ရှိလို့ရှင်ကျွန်တော်တို့အမြဲတမ်းပြောသလိုပဲပတ်စံရှိချမ်းသာတဲ့သူတွေကပဲအစိုးရပဲတက်တက်တက်တဲ့အစိုးရနဲ့ပေါင်းပြီးစီးပွားရေးလှုပ်ရှားတဲ့အခါစင်ပိန်ကျွဲလောက်တော့ကြံပါပဲ เนาะအဲ့တော့ဟိုအရင်နေ့ရှိပြီးသားသူတွေအတွက်ကတော့ပြဿနာမရှိဘူးဘယ်အစိုးရတက်တက်ဘယ်စနစ်ပဲဖြစ်ဖြစ်အဆင်ပြေတယ်ကျွန်တော်တို့လိုမျိုးအောက်ခြေလူတန်းစားတွေအတွက်ကတော့တိုင်းပြည်ရဲ့ constitution ကောင်းမှအဆင်ပြေမှာအဲ့တော့ဟုတ်လားမဟုတ်လားတိုင်းပြည်ရဲ့ constitution ကောင်းတာငါနဲ့ဆိုင်လားမဆိုင်လားဆိုတာကိုကျွန်တော်အချက်တစ်ချက်နဲ့ထောက်ပြမယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဘာကြောက်စောစောအိုတာလဲအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဘာကြောက်စောစောအိုတာလဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေက90ဆိုအဖိုးအဖွားခေါ်နေကြပြီ60ဆိုရင်တော့ ေဖို့ခြေတလန်းတော့မဟုတ်ဘူးခြေစုံပြုတ်ဝင်နေရတဲ့အရွယ်ကိုရောက်ပြီအဲ့တော့တခြားနိုင်ငံတွေမှာရော60တွေ50တွေမတေကြဘူးလားဆိုတေပါတယ်သို့တော်လည်းပဲကြာခိုင်တော့အရန်กว่าတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်50 60ဆိုတာကဟိုဟိုမမလို့အန်တီတို့တော့ခေါ်ရင်တိတ်မကြိုက်ဘူး40ကျော်တယ်ဆိုမမလို့ခေါ်လို့ကိုခေါ်ရတဲ့အရွယ်မှာကျွန်တော်တို့ရှိမှာတော့အဖွာတို့ဘာတို့အမေကြီးတို့ဖြစ်ကုန်ပြီပေါ့ဗျာအဲ့ဒါဘာလဲဆိုစိတ်ထောင်းလို့ကိုကြည်ဆိုတဲ့စကားကျွန်တော်ပြောပြမယ်ပေါ့နော်စိတ်ထောင်းလို့ကိုကြည်အဲ့တော့စနစ်ကမကောင်းတဲ့အခါ အုတ်ချုပ်သူကညံပြင်းတဲ့အခါစနစ်ကမကောင်းတဲ့အခါစီးပွားရေးကမပြေလည်တော့ဘဝမှာစားဝတ်နေရေးဆိုတဲ့ဒီအခက်ခဲတွေကိုကြက်ကြက်တတဲကြီးရင်ဆိုင်ရတယ်အဲ့တော့တိတ်မသိတာပဲမဲ့သိတာတယ်ကြက်ကြက်တတဲရင်ဆိုင်ရတဲ့အခါမှာလောကမှာဖြတ်တန်းရတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်ခြေလူဒန်းစားတွေကဟိုစိတ်လဲပင်မန်းရတယ်လူလဲပင်မန်းရတယ်အဲ့တော့စိတ်ပင်မန်းလူပင်မန်းဖြစ်တဲ့အတွက်ကြောင့်မို့စိတ်ထောင်းလို့ကိုကြည်ဆိုတဲ့ဇာတ်တိုင်းအရွယ်မတိုင်ခင် ိုရတယ်အဲ့တော့အရွယ်မတိုင်ခင်အိုရတဲ့အကြောင်းရင်းကစနစ်နဲ့ဆိုင်တယ်လို့ပြောရင်တချို့ပညာတက်တဲ့သူတွေကတော့သိနားမလဲဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့အရွယ်မတိုင်ခင်အိုနေတဲ့သူတွေကစနစ်မကောင်းလို့ဖြစ်တယ်ဆိုတာကိုကျွန်တော် တင်ပြပါရစေနောက်တစ်ခုကကျတော့ကျွန်တော်တို့စင်းရဲသားတွေဒီစနစ်တစ်ခုကောင်းမှစိတ်ထောင်းလို့ကိုကြေမဖြစ်ဘဲနဲ့စနစ်ရဲ့ဖေးမှထောက်ပံ့မှုနဲ့လူလူသူသူနေရမှာဖြစ်တယ်အဲ့တော့ပြောပြချင်တာကကျွန်တော်တို့စင်းရဲသားတွေကဘာလို့6800လောက်ပတ်စံကိုမက်ပြီးတော့ အာဏာရှင်ကိုကာကွယ်နေကြတာလေဟုတ်တယ်6800ဆိုတာလေယနေ့ခေတ်မှာတော်တော်အဆင်ပြေနိုင်တဲ့ပတ်စံမျိုးဖြစ်တာပေါ့ရှားပါနေတဲ့အချိန်မှာသို့တော်လည်းပဲခင်ဗျားတို့6800ကိုမတ်နေမဲ့အစားစနေ့တစ်ခုကိုဝိုင်းဝန်းပြုပြင်လိုက်တဲ့အခါဆိုရင်နော်ဟိုဝိုင်းဝန်းပြုပြင်လိုက်လို့ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့စိတ်ထောင်းလို့ကိုကြီးဘဝကနေလွတ်မြောက်ပြီးတော့မှလူရုတော်လန်ရေးတရေဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့လူရုတော်လန်ရေးတရေလောက်တာဒီစစ်အာဏာရှင်စစ်ကောင်စီကိုမုန်းလို့မဟုတ်ဘူးဆိုတာကျွန်တော်တို့အများအားပြောတယ်ကျွန်တော်တို့စင်းရဲသားလူထုတွေကစနစ်ကကယ်မှာ လူလူတူတူနေရမယ်ဘောကစနစ်ကအကူညီမှလူဟာလူတို့နေရတဲ့လူတို့နေရမယ်ဘောကအဲ့တော့စိတ်ထောင်းလို့ကိုကြေမဖြစ်ဖို့အတွက်ကျွန်တော်တို့မှာမူလဲကောင်းရမယ်လူလဲကောင်းရမယ်အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံကမူလဲမကောင်းခဲ့တဲ့လို့လူလဲမကောင်းခဲ့တဲ့တချို့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကစောစောအိုရတယ်အဲ့ဒါစနစ်မကောင်းခြင်းတွေကတစ်ချက်ကိုကျွန်တော်ထောက်ပြတာအလွယ်ဆုံးနီးနဲ့ထောက်ပြတာဖြစ်ပါတယ်အဲ့တော့စိတ်ထောင်းလို့ကိုကြေနေတဲ့ ဒီစနစ်စိုးကြီးကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့လူငယ်တွေကတော်လန်ရေးလုံနေတာဖြစ်ပါတယ်ကျွန်တော်တို့အချိန်တွေဖြုံးနေတာမဟုတ်သလိုစစ်ကောင်စီရဲ့မိသားစုဝင်တွေစစ်ကောင်စီတွေကိုမုန်းလို့သူ့ရဲ့မိသားစုဝင်တွေကိုဒုက္ခရောက်ပါစေဆိုတဲ့စေတနာနဲ့လုံနေတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လုံနေရတဲ့အကြောင်းရင်းကစနစ်တစ်ခုကိုပြောင်းလဲဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ဟိုသူကိုယ့်ကိုသူရဲကောင်းကြီးထင်နေတဲ့စစ်သားကြီးတွေကိုလည်းပြောပြခြင်းပါတယ် မင်းတို့သူရဲကောင်းကြီးထင်တယ်ဆိုလို့ရှင်ကိုယ်နိုင်ငံသားတွေစိတ်ထောင်းလို့ကိုကြည်ဖြစ်နေတဲ့မူမမှန်တာတွေလူမမှန်တာတွေကိုမူမမှန်တာတွေလူမမှန်တာတွေကိုဟိုဝိုင်းဝန်းပြီးတော့မှဖြည့်ရှင်းဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ပြောပြခြင်းနဲ့တိတ်မကြခင်မှာမင်းတို့ကအခုကတော့ငါတို့လူနဲ့ပဲတိုက်သေးတယ်တိတ်မကြခင်မှာမူနဲ့တိုက်ရအောင် အဲ့တော့ငါတို့ကျွန်တော်တို့လိုင်းလွှင်းတဲ့အချိန်မှာအများအားပြောခဲ့တဲ့စကားတွေဒီကျွန်တော်တို့သွားကျင်တဲ့နိုင်ငံရေး road map တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမူမရှိသေးတဲ့အခါတော့ကျွန်တော်တို့ကတော့လေဖြစ်သွားတာပေါ့ဗျာအဲ့တော့တိတ်မကြခင်အဲ့ဒီလေဘောကစကလုံးတွေကမူဖြစ်ပြောင်းလဲပြီးတော့မှစစ်ကောင်စီကလူရောမူရောနှစ်ရက်နဲ့အတိုက်ခံရမယ့်အခြေအနေကိုရောက်လာပါလိမ့်မယ်လို့ကျွန်တော်ပြောရဲပါတယ်ဗျာအဲ့တော့အခုကတော့ကျွန်တော်ဒီပါစရရဲ့ဘဝအကြောင်းကိုကျွန်တော်တင်ဆက်ပေးပါမယ်ပြောပြပေးပါမယ်ပေါ့နော်အခုကျွန်တော်ကဒုံးစီးတရားကမ်ပိန်းလုပ်နေတာဖြစ်ပါတယ်ကျွန်တော်ညီလေးတွေကကျွန်တော်ရဲ့ဒုံးစီးတရားကမ်ပိန်းမှာ ဒါရောက်ရန်ပုံငွေဝိုင်းချပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒီနီးပညာတိုက်ပွဲကရန်သူဘလောက်ထိကြောက်လန့်မှုရှိလဲဆိုတာကိုကျွန်တော်တို့ဒီမှာကိုတွေ့ခံစားခဲ့ရတဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ်ပေါ့နော်အဲ့တော့နီးပညာတိုက်ပွဲမှာအခုငါတို့နဲ့မင်းတို့နဲ့ရင်ဆိုင်ရတဲ့အခါမှာမင်းတို့ငါတို့ရဲ့နီးပညာကိုဘလောက်ထိစိုးရင်ရတယ်ထိတ်လန့်ရတယ်တစ်ချက်တော့ပြောပြပေးပါဘယ်လောက်ထိစိုးရင်ထိတ်လန့်ရဆိုတော့ဒီလိုရောပေါ့ကျွန်တော်တို့ဒီလေးကောစဝင်တဲ့အချိန်ကနေပြီးတော့ ဖြစ်ပျက်ကန္နာလေးပြောပြပါဘာဒီလိုမျိုးကျွန်တော်ဘလိုဘက်ကဒီလိုတော်လိုင်းတဲ့ဘက်ကကျွန်တော်တို့ဒီပါစာတွေအရှိရသွားအမှန်တည်းလို့တိတ်ပြောကိုကြီးလုံးလုံးချာချာမရှိခဲ့ဘူးဒါမျိုးလေးတော့ရှိတယ်ကိုကြီးကြီးလည်းကျွန်တော်တို့တွေ့ကြုံခဲ့ရတော့တန်နေဆိုတာကတော့ကျွန်တော်တို့ရဲ့နောက်လူပေါ့ကျွန်တော်တို့ရဲ့အရှိရမောင်းခံရတယ်ဒါမျိုးလေးတော့ရှိတယ် ိုးချင်းကြီးလဲကျွန်တော်ထွက်လာတဲ့အချိန်ကြီးလဲဒီအင်အားသူတို့အင်အားဆိုရင်တော့တစ်ထောင်ကျော်လောက်တက်လာပြီမဲ့ကျွန်တော်တို့၄ရက်တိုက်ပွဲဖြစ်တဲ့အချိန်မှာတရာကျော်လောက်ထိခိုက်နေတာအသေးပြောက်တွေနဲ့တော်တော်များတယ်အနောက်ပိုင်းကတော့ခုလိုမျိုးတက်တက်လာမြရတော့ဟာလုံးပါပဲကုံမားပဲခုလဲကျွန်တော်ကျန်တာမပြောချင်ပါဘူးခုကိုနဲ့ဒီလိုမျိုးရှေ့ရင်မောင်းတန်းလာတဲ့ညီကိုတွေလည်း ျွန်တော်တို့အခုမျက်မြင်ကိုတွေ့ပါပဲ line board နဲ့ကြည့်ပြီးသူတို့ဘက်ကပြောတာနဲ့ဒီလိုရောက်လာတဲ့တမျိုးစီကွာဟားရယ်ဆိုတဲ့အကြောင်းလေးပြောချင်တာပါဟုတ်သူတို့ကပြောပါတယ်ဒီဒီကောင်တွေပဲဗတက်တွေပဲကိုရောက်သွားလို့ချင်းမင်းတို့ဒီတိုင်းမထားဘူးတိုင်းမထားဘူးတဲ့အကြောင်းအရာမင်းတို့တစားလေးပြတ်ဗတက်တွေတဲ့ထက်ပြီးလို့ချင်းမင်းတို့လဲလီတက်ဒါလေးပဲမင်းတို့စစ်တပ်မကောင်းကြောင်းတွေပြောဆိုပြီးဒီလိုမျိုးပဲမင်းတို့ညမနှိမ့်ဆက်မှဆိုတဲ့အကြောင်းလေးတွေတော့ပြောတယ်ဒါပေမဲ့ သူတို့ပြောတာနဲ့လက်တွေ့ဘွားနဲ့ကြတော့ဒီမျိုးတွေကွာနေတယ်။ကိုကျွန်တော်နေနေရတာကိုပဲကြည်ပါ။ဂျန်တဲ့ညီကိုတွေကိုလည်းအဲ့လိုပဲပြောကြင်ပါလား။အင်းအဲ့တော့မင်းတို့အခုတိုက်ပွဲတွေမှာဆိုလို့ရှိရင်မင်းတို့ဒါနီးပညာနဲ့ဒီ drone နဲ့မင်းတို့များများထိကြတာဗောနော်။တော့ drone နဲ့များများထိကြတယ်မင်းတို့၄ရက်တာတိုက်ပွဲမှာအဲ၄ရက်တာတိုက်ပွဲမှာဟိုကြဆုံးတဲ့ထိခိုက်ဒဏ်ရာမင်းတို့၄ရက်တွင်းကိုမင်းတို့အဖွဲ့တွေ၁၀၀လောက်၁၅၀နီးပါးလောက်ရှိသွားတယ်ဗော။အဲ့တော့ မင်းတို့ဒီလမ်းဆောင်တိုက်ပွဲမှာမင်းတို့အဲ့မှာဘယ်နှယောက်တည်ပြီးတော့မှဘယ်နှယောက်အဲ့မှာဘယ်ဘယ်အကြီးပိုင်းထိတန်ရာရလဲဘယ်လိုလဲအဲ့ဒါတစ်ချက်ပြောပြလာတော့လမ်းကျွန်တော်လေးကောလမ်းဆောင်တိုက်ပွဲမှာကျွန်တော်ဆိုရင်ဒုတိယတယောက်ကြတယ်ဂျန်နဲ့ပစာရင်နဲ့2 hands ဘိုးကြီးဟောပေါ့တကြအဲ့လိုမျိုး16ယောက်တန်ရာတယောက်တည်တယ်အဲ့ဒီတိုက်ပွဲနဲ့15ယောက်ထိဒီတယောက်တည်ပေါ့အဲ့လေးယောက်ကဆေးအောင်ရောက်တယ်ဟုတ် အဲ့ဒါအဲ့ဒီမှာကျွန်တော်တို့ကဒီတူအန်စီဘိုးကြီးရဲ့ဒီဘက်လမ်းဒီဘက်ကျွန်တော်တို့ပါစာ9ယောက်ကြာတော့ဟိုကိုကျွန်းသွားကြီးကျွန်းသွားဘူပြကွင်းနဲ့ရောက်တဲ့အချိန်မှာကျွန်တော်တို့အတကုံဝိုင်းပြင်းနဲ့အသေးအံပြင်းတဲ့အချိန်မှာကျွန်တော်တို့9ယောက်ကိုထားခဲ့တဲ့တူအန်စီကပြောတယ်ဒီစကားရောင်ကျွန်တော်တို့ကမသိပါဘူးဒီကျွန်တော်လည်းကိုထောပေါက်ရှာပြီးတော့တနက်တစ်ချက်မှပြန်မပြစ်ခဲ့ဘူးကိုလွတ်ပေါက်ရှာပြီးတော့ပဲအဲ့လိုအဲ့လိုရောက်ရတယ်ဒီမိုင်းကွင်းဆိုတာလည်းပါဆိုတာလည်းကျွန်တော်မသိခဲ့ဘူး အမျိုးကိုသက်ပေးအနေနဲ့လုပ်ပြီးတော့ရှောက်ပြီးရတာအဲ့တော့စကန်ရောက်တော့တက်ချက်ကပြောတယ်မင်းတို့ခုနှစ်ယောက်ကိုတူအန်စီအဲ့လိုအကြောင်းပြောတယ်တဲ့ဟားခဲ့တော့လို့ပြောတယ်ဘိုးကြီးဘိုးကြီးကြတော့ဘိုးကြီးကြတော့သူ့အထီတော့ငါ့ကိုမထားခဲ့ကြပါနဲ့ကွာတဲ့ကျွန်တော်ကြတည်တည်ပေါ့ကျွန်တော်ဘာလို့လဲအလကားမွေးထားတဲ့ဟာကြီးလေဘာမှစံကုန်မြေလေးတွေဘာမှမဖြစ်ဘူးဖေးပါစေလူတို့တွေက တန်ဖိုးရှိတယ်ဗျ။ဟုတ်။တန်ဖိုးရှိ။သူတို့အသက်တကြောင်ပေးလိုက်ရင်မြန်မာနိုင်ငံကြီးပြတ်ပြီလေ။ကျွန်တော်တို့လူလူရောက်တရပေးသွားတယ်ဘာမှဖြစ်ဘူး။ဟုတ်။မင်းတို့မင်းတို့ပတ်စားတွေကျွန်တော်တရသေးသေးပါသေးသေး။အသေးပါသေးခေါင်းနဲ့တက်ခိုင်းတာ။အော်သေသွားတဲ့ခေါင်းခေါင်းနဲ့တက်။ခေါင်းနဲ့တက်ခိုင်းတယ်။ဟော။အဲ့တော့အဲ့တော့စစ်ကောင်စီကတော့နော်သေသွားတဲ့ခေါင်းတွေပတ်စားတွေသေသွားတဲ့ပတ်စားတွေကိုသေးသေးွားတဲ့ကောင်တွေကမိုင်းရှင်းပြီးသားဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီကောင်တွေကိုခေါင်းနှင်းတက်ဆိုပြီးအဲ့လိုမျိုး တက်ခိုင်းတာပေါ့နော်ဘူးလက်စစ်ကောင်းနော်ဘူးလက်စစ်ကောင်းဒီဘက်ကလိုက်လွင်ပြီးတော့ပြောနေတဲ့လူတွေရောကျွန်တော်တို့ကတော့ဘူးဒီနေရာပဲအပေါ်ရင်ပြောကျင်တယ်ဓာတ်ဝေကြကြလောက်တာဒီကောင်းလေးဒီကောင်းလေးပဲခံစားခမားတို့လိုက်တယ်လွင်ဖုံးနေဖုံးနေဟိုရည်ဒီရင်နဲ့အပေါ်လျှောက်လုံးတာအခြေတမ်းမှာခံစားကျွန်တော်တို့ဗျခမားတို့ဒီစစ်တဲ့ဆိုခမားဘာနားမလဲနောက်တန်းနေပြီးတော့ထမင်းအလကားစားဘေးရရစားလို့စားမှမေ့ဘေးရရအိုးရရလို့စားဆိုတဲ့ကောင် အလိုကောင်းမျိုးရဲ့ကလေးကလေးလျှောက်ပြီးတော့ဘလောက်တင်နားလဲလို့လဲဒီတိုက်ပွဲတစ်ခုကိုဒီလေးကောကြီးပေးလိုက်ရပြီးပြုလိုက်ဆိုခင်ဗျားတို့သိလို့လားဒီလေးကောသဘောတူမှာပေးလိုက်ရပြီမဲ့ကျွန်တော်ဒီတော်လိုင်းဘက်ကတယောက်မကြခဲ့ဘူးဗျာပေးတာမဟုတ်ဘူးလူဒီတော်လိုင်းတမတော်သားတွေရဲ့အသက်တစ်ချောင်းကိုဒီဘက်ကကာကွယ်တာလို့ခေါ်တယ်အလကားပေးတာမဟုတ်ဘူးတက်လာအောင်ခင်ဗျားတို့ဒီတစ်ဆောင်ကျော်မပြောနောက်တစ်နှစ်ဆောင်တက်လာလဲစောက်ကူမစားကြီးပေးမှာပဲ ခုလုံးတာခင်ဗျားတော့တမယသားသမီးတွေခေါ်ပြီးတော့မလုံချင်းတဲ့အရာဝိလူအတင်းခိုင်းကိုမိသားစုကောင်းကျိုးတော့လည်းမဟုတ်ဘာမို့လဲဒီမင်းဟောင်းလိုက်တော့ကိုရှောက်ခိုင်းဒိဗယ်မရှိအဲ့မင်းတို့အခုနှစ်နှစ်ပြည့်ရင်လည်းမင်းတို့ပါစတွေကိုဟိုဘာလဲတူတဲ့ချက်ပေးမယ်လေဘလို့တူတဲ့ချက်မှာပြောတိုင်းဝေးတော့မှမမဟုတ်ဘူးတိုင်းဝေးတော့မှမမဟုတ်ဘူး တော်တော်စိတ်နာနေစစ်ဆိုရေတောင်စက်မတောက်ဘူးအနေပါချီးပါလေတိုင်းတောက်ချော်လိုက်အေးအေးအေးမင်းတို့မင်းတို့ပါစားတယ်ဆိုမင်းတို့တချို့တချို့မသိပဲနေဦးမယ်မင်းတို့အပြည့်သူစစ်မှုတဲ့အပတ်စဉ်မင်းဘယ်လောက်လဲ7စနစ်ညီလေးရောအနေပဲ20 20လေးအဲ့တော့မင်းတို့တောင်မှအခု30စနစ်တွေတောင်မှဒီတိုက်ပွဲကိုလက်ရှိကားရန်ဖြစ်နေတဲ့တိုက်ပွဲကိုရောက်လာပြီးတိုက်ကြတယ်ဆိုတော့ရှေ့ရကောင်တွေဘယ်ရောက်လာတက်မှာရှိလားရှိဘူးတက်မှာအကျိုးနဲ့အကန့်အမှန်ရှိအဲ့တော့မင်းတို့မင်းတို့ဘယ်တက်ကြလဲ မရမရ205အေးမင်းတို့205မင်းတို့မထွက်ခင်မှာတတုတ်ရခိုင်ထွက်သွားတာဘလို့ချင်းနေ240တဲ့ရခိုင်ကိုထွက်သွားတယ်ကျွန်တော်တို့မရောက်ခင်ဟောလာပေါ့ဆန်ကားလောက်တို့အခြေတန်းပြန်240ရခိုင်ထွက်တယ်တဲ့တက်ကို9ယောက်ပြန်ရောက်တယ်တဲ့9ယောက်တနက်ပါလားပါလေလူတော့ပါမယ်ပေါ့ဟာလဲကျွန်တော်တို့ကလည်းဝမ်းသာပါတယ်တော့လဲဂိမ်းပီနေဆိုတော့ဒီဂိမ်းပီနေမှာမရောတာမကောင်းဘူးလို့အဲ့တော့ ပြောင်းထွက်သင်းတယ်ကောင်မြေဩဒါလေးသွားလောက်ကြမယ်ပေါ့အဲဘယ်တော့ဘယ်တော့ချင်းတော့လဲကီလိုဘယ်လောက်ထမ်းရလဲချိန်သေးတယ်လောက်ကြီးရဲ့လို့ချိန်သေးတယ်လောက်ကြီးရတော့ကိုကင်တော့ MA1 ပေးတာကြီးရ95 6ကြီးရ900ကျော်800လောက်တော့ရှိမှာပေါ့ RPG ဘုံကြီး3လုံး BA တရား2လုံးဆက်လက်ကြည့်တယ်မဲ့တရားကို200ကျော်လောက်ပါအောင်ပါဘာမှမပတ်သက်ဘူးဒါရဟုတ်လားမင်းတို့ထမ်းခိုင်းတာသွားခိုင်းတော့ရှိရ point ဟုတ်လား မင်းတို့အေးမင်းတို့ဒီအာရှလန်တိုက်ပွဲဖြစ်တော့မင်းတို့ကွင်းကလေးကိုဝင်တော့မင်းတို့ဘယ်လိုအခြေအနေရှိသေးလဲကွင်းကလေးအနေနဲ့ရှင်းပြပြဆိုပြီးဝင်လိုက်တာကွင်းကလေးကိုရှင်းပါဟုတ်တယ်200လေး206နိနစ်နေရတဲ့အလုပ်ပတ်ဝင်သွားတယ်သူလင်းရင်ကုံရှင်းပြီဆိုတော့အဘယ်တော့နေရငါလိုက်ကြပေါ့အင်းလိုက်လဲလိုက်ကော အရှင်းကောင်းလို့၅ရောက်ပေးလိုက်ရတယ်လေငါလည်းနေနေရှင်းပြီဆိုယူဝင်လာတော့၅ရောက်သေးသေးတယ်၅ရောက်ပေးလိုက်ဟွာ အဲ့တော့ငါပြောတာလေဒီစစ်မင်းစစ်လော်ဘီတွေကမင်းဒီမြှောက်ပေးနေတာမင်းတို့ဒါအလုံးဝမသိတော့ဘူးเนาะအဲ့တော့မင်းတို့ဒီစစ်စင်ရေးတွေမှာဆိုရင်လည်းမင်းတို့ဒါဟိုနည်းမြေရရှိဖို့လူဘလောက်တည်တည်ဆိုတဲ့သဘောပေါ့ကျွန်တော်တို့ပါးစားတွေကိုခေါ်လာတဲ့အတိုင်းပါတော့ကတော့အဲ့တော့ဒီတိုက်ပွဲဒီစစ်စင်ရမင်းတို့ဘာမှပူစရာမလိုဘူးမင်းတို့အနည်းဆုံးလက်နက်ငယ်တော့တယောက်ဆယ်ကိုကျက်တော့မပြရဘူးတဲ့ ဘောကလင်မြန်နေတဲ့ကျက်ဘဘုံနေတဲ့အဲ့လိုမျိုးချားရုံနဲ့နောက်ဆုံး၁၉ရက်လောက်ကြံတဲ့အောင်အဲ့လိုမျိုးအဖွဲလိုက်ဝိုင်းသိမ်းရမယ်ပေါ့အာအဲ့လိုအဲ့လိုမျိုးနဲ့အာမင်းတို့ဘာဒရော့ဘုံနေနဲ့ချပေးမယ်လင်ရင်နေနဲ့ကျဲပေးမယ်မင်းတို့ဘာမှဖြစ်စရာဘူးနောက်ဆုံးလင်ရင်နဲ့လာမကျဲပါရင်နဲ့ဆူတောင်းတယ်ဟုတ်ကဲ့လင်ရင်နဲ့ကျဲလို့ရှိရင်နောက်နေ့မနေ့ကျအသက်လေပဲအာလေလာပြီတက်ခိုင်းလို့တက်ခိုင်းတက်ရင်ပဲရောက်သွားတယ်သွားတယ်တင်းကြိုင်ကုန်ရ တက်တက်တက်ဆိုတော့လည်းသိနေရောပဲအဲ့တော့ကျွန်တော်ပြောပြရင်ခင်ဗျားတို့ကယုံမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်သူများဘဝတွေကိုကျွန်တော်လှောင်စားနေတာမဟုတ်ပါဘူးဒါဒီပါစတွေကိုတိုင်းကြုံတွေ့ခံစားနေရတဲ့တိုက်ပွဲတွေဖြစ်ပြအဲ့တော့ဒီစစ်ကောင်စီ lobby တွေကပြောတယ်စစ်ကောင်စီ lobby တွေကပြောတာပေါ့နော်အားတဲ့ငါတို့ဘက်ပဲသိပြီးတော့လေဒီကောင်တွေဘက်ကမသိတာလေဒီကောင်တွေကပါရင်းချောင်းမို့လို့လားတဲ့ ဲ့တော့စစ်ရဲ့သဘောတဘာဝကိုမသိလို့ပြောတာဖြစ်တယ်ပေါ့နော်မိပါရင်းညာဟုတ်လို့မသိတာလားဘာကြောင့်မင်းတို့အသေးများတာလဲမင်းတို့နိုင်ခွင့်သိမပြောပြလိုက်ဘာကြောင့်အသေးများလဲမင်းတို့ပြောပြလိုက်ပြောဘာလဲဆိုလဲမသိဘူးဒါပေမဲ့သူတို့ကတက်ဆိုပြီးတော့ရှေ့ကိုထိုးတင်တယ်ဗျာအဲထိုးတင်တော့ဒီတိုင်းပဲတက်လာအဲ့အဲ့ချိန်ကျတော့သူတို့တန်တွေကအရှိရမပါဘူးဟောမပါဘူးပါစတွေကြီးပဲပါစတွေကြီးပဲမိုင်းနေပြီလေပါစပဲအင်း တိုင်ပိုင်းထီလဲပါစားပဲဒုံးနဲ့ထီလဲပါစားပဲသူတို့အကြီးအကဲတွေကဘုံတော့အနောက်မှာများတယ်အဲ့လိုတက်လို့အဲ့လိုတက်ခိုင်းလို့တက်ပေးပါတယ်ကျွန်တော်ဘက်ကတော့တောင်မနဲ့ဝဲတရားကြည့်အောင်အဲ့ချိန်မှာထီရမလားလက်မကြည့်ဘူးတာကြီးတက်တာပြေးပြီသူတို့ပြေးပြီဟုတ်လားပြေးပြီအဲ့တော့မင်းတို့အဲ့ဒါကြောင့်မင်းတို့အဲ့လိုမိုင်းကွင်းလဲနားမလဲတက်ကွင်းလဲနားမလဲဘာမှမသိဘူးအဓိကသွားမဲ့နေရာကိုရောက်ရမယ်ဆိုပြီးအတင်းထိုးတင်တော့တက်တော့အသေးပြောက်တွေရအောင်အော်နေမြေတွေရသွားတော့ဒီဘက်က ဟိုဘယ်လိုပြောပြတ်တက်လို့တော့မနိုင်တော့လို့နေမြေဆုတ်ပေးလိုက်ရတဲ့အချိန်ကျတော့ဒါမင်းသူတို့ကအောင်ပွဲခံဘယ်လောက်တည်လဲဆိုတာတော့မပြောတော့ဘူးအဲ့တော့၄ကီလိုတိုက်ပွဲစဖြစ်တဲ့က၄ရက်အတွင်းကိုမင်းတို့ဘယ်လောက်တည်တာခုနကတော့ဘယ်လောက်ထိခိုက်တယ်ရဘယ်လောက်တည်ထိခိုက်တယ်ရနဲ့တည်ရနဲ့ဆိုကျွန်တော်ဒီဟိုမထွက်ခင်အထိတော့100ကျော်ရှိရအဲ့၄ရက်အတွင်းကို100ကျော်ရှိရနော်ကြောက်စရာကြီးနော်အဲ့တော့၄ရက်အတွင်းကို100ကျော်သူတို့နောက်တန်းမိသားစုတွေကိုအကြောင်းကြားလားအကြောင်းကြားပါမလားဘောတော့မှ100ရောက်လောက်တည်လို့ရှိရင်900ရောက်လောက်ကိုသတင်းပို့တယ် ရောက်လောက်ကနောက်နေအတွက်ချမ်းသာသေးတယ်လေအခုလည်းဆိုနောက်နေကြရုပ်ရှင်ရိုက်ဖို့ချမ်းသာသေးတယ်ဟုတ်လားဘယ်လိုလဲဒီလိုပေါ့ဒီကဒီသက်ကွင်းနဲ့မသွားရတဲ့နေ့မလာရတဲ့နေ့ဆိုလို့ရှင်အဘကြီးဘာညာပေါ့ဒီနေ့တော့ဘယ်နှစ်ယောက်ကြပြန်ပြီအဲဒါမျိုးလေးတွေရှိတယ်ဟောတေးတာကိုခွဲပြီးသေးတယ်ခွဲပြီးသေးတယ်ဟာဟာဟဲ့တင်ရဖို့ဟမ်တေးရထဲမဖို့ဘူးမဖို့ဘူးအော်ခွဲတာသေးရနောက်နေသားအော်ဆိုတော့ဒီစစ်ကောင်စီဘက်ကတော့ဒီလိုရှိတယ်ပေါ့နော်သူတို့ဒီတေးရထဲနဲ့အယောက်20ကြတယ်ဆိုပါဆိုစစ်ကောင်စီကသူတို့ရဲ့လူကြီးတွေကိုဟို အယောက်20လုံးစရင်မတင်ဘူးပေါ့။မသူတို့မတက်ရဲတော့ဘူးမတက်ရဲဘူး။အဲ့မှာမိုင်းကွင်းလည်းရှိတယ်တက်ကွင်းလည်းဖြစ်နေတော့မတက်ရဲတော့အဲဒီနေ့10ယောက်စရင်တင်ရင်အဲနောက်တကြရင်ဟိုမင်းတို့မတက်သေးဘူးလားဘာညာဆိုလို့ရှိလို့ရှင်အဘရေဒီမှာတက်တယ်ထိခိုက်တယ်ရရသွားဆိုပြီးတော့နောက်တ10ယောက်ကိုစရင်ပြန်တင်ပြီးတော့ဥနေတာဥနေတာเออว่ะว่ะเมียอ่ะแหละตีกองนี่ตลอดมายายเนี่ยตรุจะတော့မတက်ရေဘူးမင်းတို့မောင်းတယ်လူလူရောစစ်ကောင်ဒီဘက်ကပဲဖြစ်ဖြစ်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်တကယ်လက်တွေ့ဘွားကိုကျန်းကျန်းကျော်လာကျွန်တော်တို့ခင်ဗျားတို့ကြည်ထား ဟုတ်ဂျန်နဲ့ညီကိုပစာရောတန်တန်းတက်နေတဲ့ပစာရောဟုတ်လက်ရှိမှာတန်ရင်မှာပဲဖြစ်ဖြစ်အရှိတမ်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်အရှိတမ်းအကောင်းတွေခင်ဗျားတို့ပိုးသိပါတယ်ဒီလူတွေဘလို့လောက်တယ်ဘလို့ခိုင်းတယ်ခင်ဗျားတို့ပိုးသိတယ်ပိုးကြွတယ်ဓာတ်တွေကြာကျွန်တော်ကခင်ဗျားတို့ကျွန်တော်တို့ပဲဟုတ်အလကားနေပြီးတော့ဟွန်းဟုတ်လားစအလကားရလို့စားတော့ပြီးတော့လကဖုန်းနဲ့လိုင်းလွှဲဟိုပြောဒီပြောဟာဘယ်နေရာကြီးတော့တင်းလိုက်ပြီးဒီကောင်တွေကမသေးတော့လားပါဝါရင်းကြီးလား တကယ်တမ်းလက်တွေကြာကြခမရကိုလာကြည့်အောင်ခမရတို့ခုဟိုဟာကိုတက်လာခဲ့ဒီလေးကေကောခုတထောင်ကျော်တက်တယ်နောက်တော့3ထောင်တက်လာလဲခမရကိုပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာခုလေးကေကောလည်းမဟုတ်ဒီဘက်ဆက်တက်ခဲ့အောင်ပေးအောင်မှာပဲဒါပေမဲ့ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှာမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခမရတို့200 300အော်တိုလာနေသေးနေပြီမမီဩတာလာလုံးတာဘာမှမဟုတ်ဘူးခမရသားသမီးတို့ခေါ်ပြီးတော့တိတ်ဆန်တာ တို့ငိုတဲ့កောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုဘုရားငိုတာဘုရားတာဟာလို့တိုင်းမှုဘာငိုတာငိုမှာပေါ့နောက်ကတက်မှာမှုကသူ့ဟွာလောက်တယ်လေဆဲလို့ဒီနေရာကိုရောင်းတက်ဘယ်နေပဲချင်းအဲ့တော့မင်းတို့မတက်နိုင်ဘူးလားမပြုတ်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဘာသာတွေကလည်းတည့်တိုင်ပဲလေလူဘက်ကကြောက်တာပေါ့တေမာကြီးကတော့ဒီသက်ကွင်းမှန်ကျွန်တော်တို့ကလက်တွေခံရတယ်လေ तू ကနောက်မှာနောက်စကားမှာအေးဆေးဆိုတော့ तू ကဘာမှမသိဘူးတိုက်ပွဲပဲဖြစ်ရုံပဲရှိကျွန်တော်တို့ကံအောင်လည်းမကောင်းပါဘူးဗျာဘူးရောက်လာဘူးရောက်လာ တက်ကတိုင်းမို့လဲစစ်တင်အတွေ့အကြုံမရှိဘူးတဲ့မရှိတော့ပိုးဆိုးတာပေါ့ညောင်းအုံဒီပေးထားတယ်နောက်ကဘာအေးဆိုအော်ချချပဲဟုတ်တော့အမ်ဘာမှမသိရှိမှာဘယ်နှကောင်တုံးတုံးလဲနေမှာသူဘာသိတော်လုံးလဲအလုံးပဲအလုံးဟာအဲ့တုံးလုံးလေးပြောရဲတဲ့ပြောလဲပြောရဲဒါပွင့်လင်းပြောပြတာဒီဟွာကိုစစ်တပ်ကိုစော်ကားလည်းမပါဘူးဒီတော်လိုင်းကိုလည်းမြောက်ပွင့်ပြောတာတခုမှမပါဘူး လက်တွေ့ကြအောင်ကတော့ကျုပ်တို့ကျုပ်တို့ကြည့်တာသမဲမစားဟင်းမစားငါပြောပင်တပင်ပြင်လို့ချင်းတောက်ပြန်တတ်တော်မှအတိုင်းပြေးလူနေရတယ်ဘောဟာပြောပင်ကိုပြေးလူအဲ့ဒါဘယ်ဘယ်လို့ပြောတော့လင်းရင်နဲ့ပါညာဖို့ပေးတာသူလင်းရင်မပြောပါနဲ့ဘုံလာချားရဲ့လင်းရင်တော့လမ်းကြည့်မမြင်ရဘူးငါကမ်းမချရဲဘူးတက်ချင်တက်ကြပါလို့ဟုတ်လားဟာဟာ